ခဏိတရားစခန်းနေ့မိမိတရားစခန်းဝယ်ပထမနေ့ပြင်းပြောက်ခြင်းအစီအစဉ်ပါဗျာအလှမွေစက်ကတ်ခြင်းနဲ့ဂုံပြူလောပြည့်ရဲ့ခြင်းအစီအစဉ်ဖြစ်ပါတယ်ဆရာတော်ရှင်သူမြတ်ဗျာအနုမောဒနာဂုံပြူလောပြည့်ရဲ့ခြင်းအစီအစဉ်ဆောင်ရွက်ပြီးပြုပါရင်ဖျားတပည့်တော်မှာ ယုတိစွာရှောက်ထားအပ်ပါသည်ခရာဒီစီစီမှာကျောင်းမကြီးဒေါ်ပြုံးရဲ့သမီးကြီးဒေါ်တင်တင်မအလှူငွေကိုအလှူရှင်များနဲ့ဓမ္မမိတ်ဆွေများဤလှူဒန်းထားသောအလှူငွေများကိုကိုစားဆက်ကပ်လှူဒန်းပြီးပြောကိုတန်းစ လူငွေများကိုကိုသန်းစောကြိုင်မှဆရာတော်ဤကပိယကာရကအဖြစ်ဆောင်ရွက်ပေးပါယင်လေးစားစွာပန်ကြားအပ်ပါသည်ရှင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းလို့ရှိအားလုံးဝမ်းမြောက်မှုမောတာဓုခေါ်ဆိုနိုင်ကြပါစီရှင် ဆက်လက်ပြီးအလူငွေများကိုလက်ခံပြီးပြီးတွေ့အလူမောဒနာဘုံယူလာပေးအပ်ခြင်းအစီအစဉ်ဖြစ်ပါလေရှင်ဒီအစီအစဉ်မှာမတီဓမ္မပူဇာမတီလူရှင်ဦးစောနိုင်ဦးဒေါမမုခိုင်မိသားစုကပါ၏တနေ့ တနေ့လုံးလူရှင်ပေါ့ရှင်နေဆုံးလူရှင်လည်းဥစောနိုင်ဒေါမမုတ်ခိုင်မိသားစုဖြစ်ပါလေရှင်ဒီနေ့အဟာရဌာနအချိုရင်နဲ့မုတ်အလူရှင်ကလည်းဥစောနိုင်ဒေါမမုတ်ခိုင်မိသားစုပဲဖြစ်ပါလေရှင်လူရှင်မိသားစုဂုံပြုတ်ပတ်တန်းယူပေးရကြွားပါရှင်တာ လူရှင်မိသားစုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးဦးကျော်မြင့်ဒေါ်ဝင်းမြင့်မိသားစုကဘာရေးမှာပဲအလူရောဝေတသိန်းတသောင်းချက်အားလူရန်မှုတွေဂုံယူပတ်တန်းယူရန်လူရှင်မိသားစုကြွပေးပါရှင်။ဒါ ူပဲကျေးဇူးတင်ပါတယ်ရှင်။ဥမြင့်သူဒေါ်နန်ကိုတောင်းမောင်းနေမလက်လက်ဝင်းမောင်းကျော်ထက်မြင်းမယမင်းအိမ်မိသားစုတေငန်းကျုံမြို့နယ်မှာအလှတော်ဝင်း9000ကျပ်ကိုသူလန်းမှုတွေဂုံပြုပတ်တန်းယူရန်ကြွပေးပါရှင်။တာဒီနေ့ဓမ္မပူဇော ငွေ6600ကျင်းနဲ့ခုနှစ်ရက်သားသမီးအလူ2600ကျင်းစုစုပေါင်း7400ကျပ်တွင်အားလုံးဝမ်းမြောက်မှုမောတာလူခေါ်ပေးကြပါရှင်။အာ जिधर का सिगरेट वाला जिधर का कहा जिधर का सिगरेट वाला है जिधर में लव रिलेशनशिप वाला सोया हम क्या वाला सोया हम एक दो पगो विवाह सया हमारो अपा भगवान Chao sao nè Chao sao nè Mayo sao nè Mayo sao nè Yin sao nè Yin sao nè Yin sao nè Sa shi to Sa shi to Am nhan na ka

Numa ခင်ဗျာခင်ဗျာဒုလမှုကြပါကုန်တော်အရေအလုံးအင်းကြည်တဲ့တန်ခြင်းခြင်းတို့နဲ့ပြည့်စုံပြီးဧဝဝဤကန္နာနဲ့ပဲအရိယာပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်ဘုရောကောင်းယတနာအရိယာစစ်ကြီးတွေဖြစ်နိုင်ကြပါစေ။ Yeah. Sí, uh... ဆုံးဖြစ်ပါလိမ့်ရှင် ဒီနေ့တရားသူကိုဆွဲရောက်လာကြတော့ဓမ္မပိတ်ဆွေသူတော်ကောင်းပေါင်းတို့တူးချင်းစီတယောက်ချင်းစီကိုလည်းကျမတို့ဒီနေ့တကောင်းပြင်မယ်ဝီယိုအသင်းမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ရက်များကိုလည်းဒီလိုပဲအတူတကွတရားအမှုရင်ခံရင်ဆွဲရောက်ဖို့ပြင်မယ်တကဖြစ်ပါတယ်ရှင်။ ကြသောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ကိုစိတ်နှလုံးရှင်မြုံချမ်းမြေ့ကြပါစေရှင်။ဘေးမတိရမခအေးချမ်းကြပါစေ။တောလည်းနေသားတို့လာလည်းနေလည်းဖြောင့်မြင်ကြပါစေ။